ခိုင်နှင်းဝင်လို့လူသိမများပေမဲ့အခုချိန်ထိငလျင်ပေသိမ့်ပြည်သူတွေအတွက်လှူဒန်းမှုတွေပြုလုပ်ပေးနေတဲ့ Brighter မင်းသားလေးတွတ်တအောင်ပရိသတ်များလုံးမဲမင်္ဂလာပါမာတပန် page ကနေကြိုဆိုလိုက်ပါတယ်မင်းသားတွတ်တအောင်ကတော့ MRTV4 ကမင်းသားတလက်ဖြစ်ပြီးဝိပါကဇလန်တွဲနဲ့ပရိသတ်တရဲ့တခမ်းနဲ့လက်ခံအပေးမှုကိုသာရရှိထားသူဖြစ်ပါတယ် တူတောင်ဟာနောက်အစ်တက်တဲ့မင်းသားတလက်ဆိုပေမဲ့တရုတ်ဆောင်ချက်တွေကဝိုင်းရင်တရုတ်ဆောင်ကြီးတွေလိုပြပြင်းထင်းမြင့်လွမ်းလာကြောင်းပရိသတ်တွေကချစ်ခင်အားပေးခဲ့ကြတာဖြစ်ပါတယ်။ဝိပါကဇလန်တဲနဲ့တင်တူတောင်ကနမဲကြီးမင်းသားတလက်ဖြစ်သွားပေမဲ့နောက်ပိုင်းမှာတော့အနုပညာလောကနဲ့အလှမ်းပြန်ဝေးသွားတာကြောင့်တူတောင်ဟာရင်ကားလောက်တော့အဖေးသူမရှိပဲဖြစ်သွားခဲ့ရပါသေးတယ်။ဒါပေမဲ့ပြီးခဲ့တဲ့နှစ်အပိုင်း6လောက်ကစပြီးမင်းသားတူတောင်ကဇလန်တွေပြန်ရိုက်ကူးကောင် ပရိသတ်တွေရှေ့ပြောင်းရောင်းလာတာကြောင့်အမဂန်ပရိသတ်တွေကတော့ဝန်တော်အားရနဲ့ပြောင်းလဲအားပေးကြပါတယ်။သူတောင်ဟာအနုပညာလောကနဲ့အချိန်ခဏကြာဝေးကွာသွားတာကြောင့်စီးပွားရေးပတ်မြောက်လှဲ့သွားကအခုချိန်မှာတော့မင်းသားကြီးထမင်းဆိုင်ကိုပါဖွင့်လှစ်ထားတာဖြစ်ပါတယ်။သူတောင်ကစီးပွားရေးတစ်ဖက်အနုပညာတစ်ဖက်ကိုလှောက်ဆောင်ရင်းအခုချိန်မှာတော့ငလင်းဘေးအတွက်ပရိသတ်အလုပ်တွေကိုပါလှောက်ဆောင်နေခဲ့တာပါ။မြန်မာနိုင်ငံမှာမလ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့အင်အားဖြင့်ငလင်းကြီးကြောင့် တူတောင်းတော်လိုအနည်းပညာရှင်ဆက်လေးတွေကကိုကြီးထောက်ပံ့ကဲဆဲမှုတွေပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ဒီထက်မှမှ Bright မင်းသမီးကြီးခိုင်နှွေနဲ့ဆက်လေးဖြူဖြူထွေးတို့ကဘဲဘေးနေနေထိတ်ဆုံးကကိုကြီးတက်သူတွေဖြစ်တာကြောင့်သူတို့တွေရဲ့ငလျင်ဘေးတဲ့အလှတွေကလူတိုင်းသိတဲ့အလှအတန်းတွေဖြစ်ခဲ့တာပေါ့။ ဒါပေမဲ့တူတောင်လိုလူသိနေသူကတော့ခိုင်နှင်းဝေဖြူဖြူထွေးတော့လို့လူအများရဲ့အသိမပြုချေကျမှုကိုမခံရပဲတိုက်တက်စိတ်သာငလင်းပေးတဲ့ပြည်သူတွေအတွက်ကုညင်လူတန်းမှုတွေပြုလုပ်ပေးနေရတာဖြစ်ပါတယ်တူတောင်ရဲ့ငလင်းကုညင်မှုတွေကိုဘသူကမှအာယုံဆိုင်တာတွေမီဒီယာတွေမှာအလေးပေးဖော်ပြတာတွေမရှိပေမဲ့တူတောင်ကတော့ဒီနေ့ဒီချိန်ထိငလင်းပေးတဲ့ပြည်သူတွေအတွက်ပြန်လည်ထွေထောင်ရေးတွေလှုပ်ဆောင်ဖို့လူတန်းပေးနေစေပါတူတောင်ဟာကိုပိုင်ဝင်ဝင်နဲ့လည်းလူတန်းတလို့အခြားနည်းပညာရှင်ဆက်လီတွေလိုပဲတဆင့်ခန့်လူခန့်ပြီးလည်းပြန်လည်ထွေထောင်ရေးအတွက်ကုညင်ပေးနေတာဖြစ်ပါ ပါတယ်။ဒုတောင်ဟာမြန်မာကြီးမြန်မာထမင်းဆိုင်ကိုရန်ကုန်မြို့မှာဖွင့်လှစ်ထားတာဖြစ်ပြီးဒုတောင်ကိုအားပေးတဲ့ပေသက်တဲ့အနေနဲ့ထမင်းဆိုင်မှာတကူတကလာရောက်စားသုံးလေးရှိကြတာပေါ့။ဒါကြောင့်ထမင်းဆိုင်မှာလာရောက်စားသုံးသူတွေကလည်းဒုတောင်ရဲ့ငလင်ဘေးသင့်ပြည်သူတွေအတွက်ပြန်လဲထူထောင်ရေးအစီအစဉ်မှာ အလုံးစုံတွေကိုတနိုင်သမျှလှူဒန်းပေးနေကြတာဖြစ်ပါတယ်။ဒီလိုအများပြည်သူတွေစုပေါင်းလှူဒန်းပေးမှုကြောင့်တူတောင်ကငလင်ပေတဲ့ပြည်သူတွေအတွက်အိမ်တွေစောက်ပေးနိုင်ခဲ့တဲ့လုံအခြားလိုအပ်တဲ့ပစ္စည်းတွေကိုလည်းကူညီပေးနိုင်ခဲ့တာဖြစ်ပါတယ်။ငလင်ကြောင့်အိမ်ပြိုကျခဲ့တဲ့ပြည်သူတွေအတွက်နေအိမ်တွေကိုကိုယ်တိုင်အလုပ်သမားတွေငှားကစောက်လုပ်ပေးတာတွေလည်းရှိတဲ့လုံငွေကြေးလိုအပ်နေသူတွေကိုလည်းအလုံးစုံတွေလှူဒန်းပေးနေခဲ့တာပါ။ ဒါအပြင်တူတောင်ကနေအိမ်တွေကိုဆောက်လုပ်ပေးတဲ့အခါပီပီရောမဟုတ်ဘဲတေချာခိုင်မာဆောက်လုပ်ပေးတာဖြစ်ပြီးစေတနာပပနဲ့ကုညီလှူဒန်းပေးနေတာဖြစ်ပါတယ်ဒီလိုကုညီလှူဒန်းမှုမှတ်တမ်းတွေကိုဘဲမီဒီယာကမှဖော်ပြတာမျိုးမရှိပေမဲ့တူတောင်ကတော့သူ့ရဲ့လုံယုံလုံဆဲအတိုင်းတတော်အကောင့်မှာတင်ကာလှူဒန်းမှုတွေကိုစတိုက်ပြုလုပ်နေကြတာဖြစ်ပါတယ် ရဒါထိုးအနေနဲ့ရောင်းခိုင်နှင်းဝင်လို့လူသိမများပေမဲ့ခုချိန်ထိငလင်းဘေးသင့်ပြည်သူတွေအတွက်လူတောင်မှုတွေပြုလုပ်ပေးနေတဲ့ Pride မင်းသားလေးတူတောင်နဲ့ပတ်သက်ပြီးအမြင်လေးတွေကိုပြပြခဲ့ပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ဆက်လက်ပြီး Celebrity သတင်းများအတွက်ကျမတို့ရဲ့ Page ကို Like and Follow လေးလောက်ခတ်ချပါအောင်နော် နေ့အတိုင်းအတွက်ပျော်ရွှင်ပါစေ